Hello အားလုံးမင်္ဂလာပါ။အာဆီ MMA ကဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဆိုရင် UFC 285မှာထိုးတက်သွားတဲ့ fighter တွေရဲ့ပွဲစဉ်တွေကိုတုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ UFC 285ရဲ့အမျိုးသမီးပွဲစဉ်တစ်ခုဖြစ်တဲ့ Alex Grasso နဲ့ Valentina Shevchenko တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုရင် UFC ရဲ့အမျိုးသမီး flyweight တန်းရဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ် ချန်ပီယံတိုက်တဲ့အတွက်ကစားတဲ့ပွဲဆိုရင်လည်းမမားပါဘူး။ဒီပွဲစဉ်အတွက်လက်ရှိချန်ပီယံကတော့ Valentina ဖြစ်ပြီးတော့စိန်ခေါ်တဲ့သူကတော့ Alex Grasso ပဲဖြစ်ပါတယ်။ Valentina ရော Grasso ရော Kamamite Fighter နဲ့ဦးတွေဖြစ်တဲ့အတွက်ဒီပွဲကတော့ကြည့်ကောင်းမှအမှန်ပါပဲ။ Alex Grasso ဟာဆိုရင် Boxing အားတန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ BJJ Pavel Bat ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိချန်ပီယံကိုအနိုင်ရဖို့အတွက်တေးသေးချာချာပြင်ဆင်လာတာကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။ချန်ပီယံဗလန်တီနာကလည်းလက်ရှိအနေထားမှာဆိုရင်သူ့ရဲ့ချန်ပီယံခပတ် flyweight တန်းကို9ကြိမ်တိတိကာကွယ်နိုင်တဲ့အမျိုးသမီး fighter တစ်ယောက်ပါပဲ။ bantamweight တန်း flyweight တန်းနဲ့ပြီးတော့မွေထိုင်းမှာပါဝင်ခဲ့တဲ့ lightweight တန်းအထိ weight တန်း၃ခုမှာတော့မှထိုးတက်ပူတဲ့ fighter ဖြစ်တဲ့အတွက်ခုလက်ရှိကျင်းပသွားမယ့်ပွဲမှာလည်းပဲ champion ခပတ်ကိုဆက်လက်ကာကွယ်ထိန်းသိမ်းထားနိုင်မလားဆိုတာကတော့စောင့်ကြည့်အောင်ပါပါဒါပေမဲ့လည်း MMA သဘောတရားအရတကွက်မာရင်စားခံရတာဖြစ်တဲ့အတွက်ဒီမအနေနဲ့တော့တော်တော်လေးကိုသတိထားပြင်ဆင်ရမှာပါဥပမာအနေနဲ့မကြခင်ကထိုးတက်ခဲ့တဲ့ ဟာမာရူဥစ်မန်နဲ့လီယွန်အက်ဒဝတ်စ်တို့ရဲ့ပွဲစဉ်ကိုကြည့်ချင်အဖြစ်သိရှိနိုင်ပါတယ်။ပွဲလုံးဖိထိုးလာတဲ့ဥစ်မန်အနေနဲ့လီယွန်အက်ဒဝတ်စ်ရဲ့ခြေကန်ချက်တစ်ခုအောက်မှာပဲချန်ပီယံခပ်ပတ်ကိုဆွန့်လွတ်ခဲ့ရပါတယ်။အခုဗလန်တီနာရဲ့အခြေအနေကလည်းအတူတူပါပဲ။ခုနှစ်ကြိမ်အထိကာကွယ်ထားခဲ့ပေမဲ့လည်းဒီတစ်ကြိမ်မှာတော့အရှုံးပေးခဲ့ရပါတယ်။တန်ဆိုင်မှုပြင်းထန်လွန်တဲ့ဒီပွဲစဉ်တွေဟာဆိုရင်အခြေတိုင်းကိုရတာပေးဆွမ်းနိုင်တယ်ဆိုတာကြည်ရတဲ့သိတာလုံးပါလေ။ ဗလန်တီနာအနေနဲ့ကလည်းခုနှစ်ကြိမ်ထိကာကွယ်ထားနိုင်သူဆိုတော့မကြခင်မှာမကြေပွဲပြန်လည်ဖြစ်ပေါ်နိုင်ပါသေးတယ်။ဒီတစ်ခါမှာတော့ဂရာဆိုအနေနဲ့လည်းဒီလိုကန်ကောင်းနိုင်ပါမလား။သမမဟုတ်တကယ်ပဲကောင်းတာလားဆိုတာသိရမှာဖြစ်ပါတယ်။ Valentina အတွက် remix တစ်ခုကိုပြန်လည်စောင့်စားလိုက်ရအောင်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Professional Record ဆက်တပွဲဆက်နိုင်ရပြီးမှရှုံးလိုက်ပြန်နိုင်လိုက်တဲ့တန်တရားလည်နေတဲ့အခြေအနေကိုလက်စားချေလိုက်တဲ့ ခိုဒီကာဘရန်ရဲ့တည်င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခိုဒီကာဘရန်ဟာဆိုရင် UFC ရဲ့တာထွက်ကောင်းတဲ့မြင်သားတပါးပါပဲ UFC Baden Weightan ရဲ့ Champion Hound တယောက်ဖြစ်ပြီးတော့ Champion ဖြစ်ပြီးနောက်ပိုင်း DJ Deshaw ကိုပထမဆုံးရှုံးခဲ့ပြီးနောက်ရှုံးပွဲတွေဆက်နေတဲ့ Fighter တဦးပဲဖြစ်ပါတယ် Professional Record အရာဆက်တပွဲဆက်တိုက်နိုင်ရနေပြီးဒီထက်က6ပွဲဆက်က UFC မှာပါ ခုနကအကြောင်းကိုပြန်ဆက်လိုက်ရအောင်ပါ UFC ရဲ့မင်းသားလေးတပါးလို့ဆိုလိုရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ကစားသမားဘဝအတက်အကျကတော်တော်လေးဆိုးရွားပြီးကြာဆုံးချိန်မှာတော့နောက်ဆုံး9ပွဲထဲမှာ2ပွဲသာနိုင်ခဲ့ပါတယ်အခုလက်ရှိနောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒိုင်ဘက်ဖြစ်သူ Trevin Jones ကိုအနိုင်ရခဲ့ပြီးတော့ Bantamweight မှာထိုးတက်ခဲ့တဲ့ပွဲစဉ်ပဲဖြစ်ပါတယ် အဲ့ဒီပွဲမှာဆိုရင် Jones ကို Cody အနေနဲ့ပြက်ပြက်တတအနိုင်ရလက်ကိုပေါ်ဆောင်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။သူတပြန်ကိုတပြန်ထိုးတက်ခဲ့ပြီးနောက်ဆုံးအချီထိထိုးတက်သွားရတာဖြစ်တဲ့အတွက်အမတ်နဲ့နိုင်ရတဲ့ Cody အနေနဲ့လည်းနောက်ထပ်တခြား Bay Fighter နဲ့ထိုးတက်သွားမယ်ဆိုတာမခန့်မှန်းခင်မှာသူရဲ့လက်ရှိအနိုင်ရလက်ကိုပဲဆက်လက်ခံစားစေချင်ပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ UFC 285ရဲ့ John Jones နဲ့ Gong ရဲ့ပွဲစဉ်လိုပဲမထိုးတက်ခင်ကတည်းကလူစိတ်ဝင်စားမှုထပ်မံရရှိခဲ့တဲ့ပွဲစဉ်တစ်ခုကတော့ Bonica နဲ့ Jamie Pickett တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲမှာဆိုရင်အားလုံးထင်ထားတဲ့အတိုင်း Bonica ကပဲအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲကိုအနိုင်ရဖို့အတွက် Bonica ဟာဆိုရင်ပွဲမစခင်ကတည်းက Trust Talk အရန်သုံးခဲ့တာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးတွေအနေနဲ့ UFC မှာ Bonica ဆိုတဲ့နာမည်ကိုကြားပူးချင်မှကြားပူးပါလိမ့်မယ်။ဒါပေမဲ့လည်း Bonica တယောက်ဟာဆိုရင်အရင်ကတည်းကနှစ်ပန်းလောကမှာဆရာသစုဖြစ်ခဲ့တယ်ဆိုတာတော့အမှန်ပါပဲ။သူ့ရဲ့နှစ်ပန်းကစားသမားဘဝ Professional Record ကလည်းတကယ်ကိုအံ့အားသင့်စရာကိုကောင်းပါတယ်။ MMA လောကထဲဝင်ရောက်လာတာနေပွဲပဲရှိပါသေးတယ်။2022ခုနှစ်ကမှစတင်ထိုးတက်လာပဲဖြစ်ပါတယ်။ UFC မှာ၃ပွဲနဲ့တခြားအဖွဲ့အစည်းမှာ၃ပွဲထိုးတက်ခဲ့တာပါ။ အခုထိုးတက်ခဲ့တဲ့ပွဲစဉ်က သူ့ရဲ့ပထမဆုံး UFC event တစ်ခုမှာထိုးတက်ရတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီ fighter ကပွဲဥထွက်မှာပဲ performance of the night ဆုကိုရရှိခဲ့ပါတယ်။လက်ရှိထိုးတက်ခဲ့တဲ့ weight တန်းကတော့ middle weight တန်းပဲဖြစ်ပါတယ်။ middle weight တန်းဆိုတာကလည်း UFC ရဲ့နာမည်ကြီး fighter တွေပဲရှိတဲ့ weight တန်းဖြစ်ပါတယ်။ဒါကြောင့် Bonnie ကအနေနဲ့သူ့ရဲ့နောက်လာမယ့်ပွဲစဉ်တွေအတွက်ဘယ်လိုပြင်ဆင်ထားနိုင်လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာကတော့ Weather Wait တန်းရဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး Shaka Romano နဲ့ပြိုင်ဘက်ဖြစ်သူ Gay of Nero ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ MMA ရဲ့တကယ်ထိတ်ကျဲနပန်းအားကောင်းတဲ့ fighter တွေထွက်တဲ့ယခင်ဆိုဗီယက်ပြည်ထောင်စုက Oza Pakistan နိုင်ငံသားဖြစ်ပြီးတော့ Welterweight တန်းရဲ့ကစားသမားတဦးပဲဖြစ်ပါတယ်။ Shafkat ကတော့တကယ်ကို fighter ကောင်းတစ်ယောက်ဖြစ်ပြီး professional fight 18ပွဲထိုးတက်ထားပြီးတော့ ကျုံပွဲမရှိသေးတဲ့ fighter တူလေးဖြစ်ပါတယ်။သူ့ရဲ့ကစားပုံကိုကြည့်ရတာမကြာခင်ပါပဲ။ Welterweight တန်းရဲ့ champion နေရာကိုဆက်ခံနိုင်သူတယောက်ဖြစ်လာနိုင်တယ်ဆိုတာသတ်မှတ်လို့ရနိုင်ပါတယ်။ UFC မှာထိုးတက်ခဲ့တဲ့ပွဲစဉ်အရေအတွက်ကလက်ရှိအချိန်ထိ၅ပွဲသာရှိနေသေးပေမဲ့ မြန်ကာခင်မှာဒနာဝိုင်အနေနဲ့ချန်ပီယံခပတ်ကိုစိန်ခေါ်ခွင့်ပေးရတော့မယ်။တူဒီတော့ကစားသမားအဖြစ်သုံးသပ်မိပါလေ။နောက်ဆုံးတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့နောက်ဆုံးထိုးတက်ခဲ့တဲ့ခေါင်ပွဲတစ်ခုမှာ John Bonus Jonas နဲ့ Searing Gendo ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ John Jonas ကတော့ heavyweight တန်းကို7နှစ်အကြာမှထိုးတက်တာဖြစ်ပြီးအမမေလောကကိုလည်း၄နှစ်ကျော်ကြာမှပြန်လည်ထိုးတက်တာလည်းဖြစ်ပါတယ်။ John Jones ကတော့ UFC ရဲ့အကြမ်းဆုံး fighter ဖြစ်သတ်မှတ်ခြင်းကိုခံရပါတယ်။ဘောင်းအနေနဲ့လည်းဒီပွဲစဉ်မှာ John Jones ရဲ့အိတ်ကတ်ထဲကဖားလေးလိုပါပဲ။ John Jones ပြုတ်မြနိုင်ခဲ့တာပါ။ John Jones အတွက်တော့လွယ်ကူတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး Francis Ngannou မရှိတော့တဲ့ heavyweight တန်းချန်ပီယံခပတ်ကို17နှစ်ကျော်ကြာမှပြန်လည်ထိုးသက်သွားပြီးအသာအယာသိမ်းယူလိုက်နိုင်ပါတယ်။ ပထမအချိန်မှာတင်ပွဲပြက်ခဲ့တဲ့ဒီပွဲစဉ်ဟာဆိုရင်ပွဲရှိရှိကြကြကြီးချင်သူတွေအတွက်တော့မတန်ခဲ့ပါဘူး။ဒါကြောင့်လည်းဒီပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့ John Jones ကိုပရိတ်သတ်တွေကဂုတ်တပားအနေနဲ့လည်းတင်စားကြတာဖြစ်ပါတယ်။ John Jones အတွက်တော့လွယ်ကူပြီးအေးအေးဆေးဆေးတက်တောင်းတက်တာနဲ့နိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးမကြခင်မှာဘသူနဲ့ဆက်ထိုးသွားရအောင်မလဲဆိုတာကတော့ဝင်စားစရာကောင်းနေပါတယ်။ ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအာရှင်ပဲဖြစ်ပါတယ်အာရှင်ရဲ့ YouTube Channel ကနေမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှင်ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့